စုံရောဖြစ်နေပေမယ့်ချုံမိုင်းမိုင်းတခြင်းကိုတားချော့တင်းမမသိကလေးမျိုးတခြင်းမမသိလို့ဝေဖန်ခံနေရတဲ့ချယ်ရီသိန်းချယ်ရီသိန်းကဖက်ရှင်နဲ့သပင်ပိုင်းမှာလည်းမကြာခဏကွမ်းတယ်လို့တီဆိုလိုက်တဲ့တခြင်းနေနဲ့ပတ်သက်ပြီးတော့လည်းမကြာခဏပြောခံရသူပါသူကဝေဖန်လေးခင်မဆိုင်ပေချစ်တဲ့သိန်းငယ်လေးဆိုပြီး reply ပြန်လေးရှိပြီးသူက comment ကြီးတဲ့ဖုန်းကြီးတစ်ပါးကိုတော့ချစ်တဲ့သိန်းငယ်လေးဆိုပြီးပြန်ရေးပူပါတယ်အခုလဲချယ်ရီသိန်းကတရပိုင်းထွက်လာတဲ့တခြင်းတစ်ပုတ်နဲ့ပတ်သက်ပြီးအဆင်မပြေလို့ပြုံးဆုပ်ခံနေရပါတယ် ချယ်နီတင်းတိစုထားတဲ့တချင်းကတော့ချုံမိုင်မိုင်တချင်းဖြစ်ပြီးပကံထီသွားကငွေကုန်ကြခံပြီးရိုက်ကူးထားခဲ့တာပါချုံမိုင်မိုင်တချင်းကကလေးတွေရဲ့လက်ချောင်းလေးတွေတဖြည်းဖြည်းဖွင့်ပြပြီးတမလာစီဖို့ရှိရဲချင်တယ်ချော့မြူတဲ့တချင်းဖြစ်ပါတယ်အင်းမြတ်မောင်တီဆူထားတဲ့ချုံမိုင်မိုင်ကအောင်မြင်ပေမယ့်ချယ်ရီတင်းရဲ့ချုံမိုင်မိုင်ကတော့အပြောဆိုခံနေရပါတယ် ချုံမိုင်မိုင်ကကလေးလေးကိုပျော်ရွှင်လအောင်ချုံမိုင်မိုင်တခြင်းစုပြပြီးလက်ချောင်းလေးတွေကိုကြည့်စမ်းကြည့်ဖြစ်အောင်တင် जा ပေးတဲ့တခြင်းဖြစ်ပေမယ့်ချယ်ရီတင်းကတော့ဒီတခြင်းကိုတားချော့တီးဆိုပြီးထုတ်လိုက်ပါတယ်။တားချော့တီးဆိုတော့ကလေးလေးကိုအိပ်ပျော်သွားအောင် အတန်ချိုချိုလေးနဲ့တီးဆိုပြရတဲ့တခြင်းဖြစ်ပေမယ့်ချယ်ရီတင်းရဲ့ချုံမိုင်မိုင်တခြင်းကတော့ကလေးကိုလက်နိုးသွားစီမဲ့တခြင်းအောင်ဖြစ်နေပါတယ်။ ဇာတိမန်နီတက်ကြွန်လောင်တီဆိုထားတာကြောင့်ဒီတခြင်းကတားချော်တီမဟုတ်ဘူးလို့သူ့ကိုဝေဖန်လာကြပါနဲ့အစိုးရဖြစ်နေပြီးမှတားချော်တီနဲ့ကလေးမျိုးတေကိုတော့မခွဲခြားတယ်လို့ချယ်ရီတင်းကိုတော့ထပ်ပြီးလေးလာလိုက်ပါအောင်လို့ပြောနေကြပါတယ်။ ားကြော်တဲ့ဖြင့်မေတီလာကန်အောက်ကဖားကောက်ခဲ့ပါတခြင်းကိုတော့အလုံးကတညတညွတ်သေးသတ်မှတ်ထားခဲ့ကြပြီးချုံမိုင်မိုင်ကတော့ကလေးလေးကိုမြှူတဲ့နေရာမှာတုံးပြခဲ့ကြပါတယ်။ချယ်ရီတင်ကဒီတခြင်းအတွက်အကာရီအဝင်စားပြင်ဆင်နေကိုပါကုန်ကြခံပြီးပြင်ဆင်ထားခဲ့ပါတယ်။ဒီတခြင်းအတွက်လည်းမျောလင့်ထားခဲ့ပြီးမယ်အားပေးမှုကိုမရဘဲဝေဖန်မှုတွေကိုပဲရနေပါတယ်။တချင်းကအစာပိုင်းမှာကောင်းပြီမဲ့လေနောက်ပိုင်းမှာတော့စားသားတွေကအရက်သုံးစကားတွေကိုပါထည့်သွင်းထားသလိုဖြစ်နေလို့နားစင်နေသူတွေကတော့ရှက်နေကြပါဗျ ချယ်နီတင်ကတော့တားချော်တေးကဒီနိုင်ငံကနေစတင်နေဆိုတာသိစေချင်တဲ့ဆိုရင်ရည်ဝဲချက်နဲ့ဖန်တီးခဲ့တာပါသူတချင်းကိုနားထောင်ပြီးရင်ကလေးတွေအိပ်ပျော်သွားလောက်တယ်လို့ထင်မိမယ်လေတချင်းစာသားနဲ့အတိတ်ပဲကတော့စန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်ငွေကုန်ကြခံပြီးတဲ့နောက်မှာတေချာမျောလင့်ထားပြီးမှသူဖန်တီးလိုက်တဲ့တချင်းကတော့တခြားစီဖြစ်နေတာကြောင့်ချယ်ရီတင်ကိုအစောရောဖြစ်ပြီးလိလာမှုအားနည်းတယ်လို့ပြောနေကြပါတယ် ချယ်ရီတင်ကအတန်ကောင်းပြီမဲ့လေတချင်းတစ်ပုတ်ထွက်တိုင်းမှာတခါဝေဖန်ခံရသူပါအစရောကြီးတွေရဲ့တချင်းတွေကိုပြန်လေတိဆူစင်မလေးအစင်မပြေလို့ဝေဖန်ခံကြရပြီကိုပိုင်တချင်းကိုစုပြန်တဲ့အခါမှာလေအတိတ်ပဲတွေကလွဲမနေပြန်ပါတယ်အဲဒါကြောင့်ချယ်ရီတင်ကတချင်းတစ်ပုတ်ထွက်ပြီးတိုင်းမှာတခါဝေဖန်ခံရသူဖြစ်လာခဲ့တာပါ ချယ်ရီတင်ကတော့ဝေဖန်ခံရလေဂီမဆိုင်ပင်ဒီလိုဝေဖန်တာကိုအောင်မြင်မှုတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။အခုဆိုရင်တော့ချယ်ရီတင်ကကိုပိုင်တခြင်းကိုတီးဆိုရင်လည်းပြောခံနေရတယ်လို့ပြန်ဆိုတီးတွေမှလည်းမအောင်မြင်ပြန်ပါဘူး။အဆိုတော်ကြီးလွှမ်းမိုးရဲ့ပန်စီတခြင်းကိုတီးဆိုတော့ကလည်းပေါ့ပြက်ပြက်ဖြစ်နေလို့ပြိတ္တတီကဝိုင်းဝန်းပြီးပြောခဲ့ကြပါသေးတယ်။ချယ်ရီတင်တီးဆိုထားတဲ့ချုံမိုင်မိုင်တခြင်းကတားချော့တီးလားကလေးမျိုးတီးလားဆိုတော့ comment မှာအမြင်လေးတွေကိုပြောပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။